င်္ဂလာပါရှင်။ဝန်တောက်ချန်နယ်ကနေပြောပြန်လည်ကြိုဆိုလိုက်ပါရစေ။နိုဝင်ဘာလ20ရက်နေ့အတွက်စဲဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါရစေ။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတောက်ချန်နယ်ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးအပြောင်းအလဲဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နက်ကင်ပတိပခါတွေဖြစ်ပွားလာခဲ့တာဟာ၄နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်။ အဲ့ဒီလည်းနေခွဲကျော်ကာလအတွင်းနိုင်ငံတော်အစိုးရကိုစန့်ကျင်လျက်ရှိနေတဲ့ NUG အဖွဲ့လက်အောက်ခံ PDF အဖွဲ့တွေဟာအလင်းဝင်တာတိုင်းသာလက်နက်ကင်အဖွဲ့တွေနဲ့လမ်းခွဲတာတခြားနေရာတွေကိုထွက်ပြေးတာတွေပုံမှုလုံဆောင်လျက်ရှိနေပါတယ်။တိုင်းသာလက်နက်ကင်အဖွဲ့ဟာ၎င်းတို့တန်ရောက်ရှိနေတဲ့ PDF အဖွဲ့ဝင်တွေကိုပြည်내အနိုင်ကျင့်မှုတွေရှိနေတဲ့အတွက် PDF အဖွဲ့တွေဟာတိုင်းသာလက်နက်ကင်အဖွဲ့တွေနဲ့ကိုနီကိုဟန်နဲ့လမ်းခွဲမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ ကချင်အကြံဖက်လက်နက်ကိုင်း KIA အဖွဲ့ဝင် ဖြစ်ခဲ့ပူတဲ့ဂေါ်ရကားလူမျိုးတူဖြစ်တဲ့ဇော်ဇော်ဆိုသူက KIA အဖွဲ့ဝင်တူအဖြစ်လောက်ကင်ချင်းအတွင်၎င်းတွေးကြုံခဲ့ရတဲ့အကြောင်းတွေကိုလူမှုကွန်ရက်ကနေအခုလိုမျိုးလူသိရှင်းကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Namaste မင်္ဂလာပါ။ကျွန်တော်အခြေကတိခဇော်ဇော်ကျွန်တော်တို့က ဂျာကာလာဖြစ်တဲ့တော်လန်ကြီးကာလာပါမြန်မာနိုင်ငံကိုရောက်သွားပါတယ်အော်ကျွန်တော်တို့တော့မြန်မာနိုင်ငံကိုရောက်လာတော့တော်လန်ကြီးမဆခင်ပါဘူးကိုဘက်မှာအလဲပတ်၁၂ရက်ဗီဇာ၁၂ရက်အလဲပတ်ဗီဇာ၁၂ရက်တူဝေးလီရင်လည်းကျွန်တော်တွားလိုက်ပါတယ်ကျွန်တော်ရောက်တဲ့၄ရက်နောက်မှာမြန်မာနိုင်ငံရဲ့ပထမဆုံး first corona first case American ပြန်ချင်း plan ကဖလမ်းမမင်္ဂလာလာဆောင်တဲ့ American ပြန်ချင်းကကလေးမျိုးမှာ10 day free way ဓာတ်ပုံရိုက်သွားပါတယ်အဲ့ဒီကနေစသွားပါတယ်အဲ့ဒီကနေကျွန်တော်တို့အာဖြေကောက်ပွဲလာတဲ့မဲပွားထဲ့တယ်မဲထဲ့ပြီးတော့အာအစိုးရတစ်ဖွဲ့မယ်ဆိုတော့ကျွန်တော်တို့ကတော့မဲ6ယောက်9ယောက်ကျွန်တော်တို့သွားထဲ့တာဖြစ်တဲ့အတွက်အဖွဲလိုက်ကြီးအာကျွန်တော်တို့ရဲ့အောင်မြင်ခြင်း အာကျွန်တော်တို့မဲထဲခွင့်ရခြင်းအထိမ့်မဲ့ရဲ့အစိုးရတဲ့အတွက်ဆူတောင်းပေးပွဲရဲ့ကျွန်တော်တို့လုပ်ဖို့ဆိုပြီးပေ၄000ပြင်းတဲ့နမပေ၄000ပြင်းတဲ့အာဆူတောင်းပြေးတောင်းအစာငတ်ခံဆူတောင်းပြေးတောင်းကိုကျွန်တော်တို့ရောက်ခဲ့ပါတယ်အဲမှာတ냐အိနေရင်နဲ့ပြန်ဆင်းခဲ့ပြီးမြေပြင်ရောက်တော့အာနာတိမ်ပြီးသားဖြစ်ပြီးတိမ်ပြီးတော့ဒုတိယရဲ့ဖြစ်သွားပါပြီ အဲ့ဒါနဲ့ကျွန်တော်တို့ဆန္ဒပြပွဲတွေဘာတွေမှာချိဆောင်ဥဆောင်ပါဝင်တဲ့နောက်တလားလောက်နောက်မှာအာဆန္ဒဖို့ထုတ်ပွဲမှာပါဝင်တဲ့တငယ်ချင်းတွေတငယ်ချင်းတချို့တွေဖန်ခံရတာအာဓပုံအနေနဲ့လိုက်ရှာနေတာဒီကြည်ချင်းအဖြစ်ကျွန်တော်တို့မြို့ပေါ်မှာမလုံခြုံဘူးဆိုတာကိုခံသာမိတာရဲ့ အော်စစ်တပ်ကိုတကယ်တွန်းလန်တော်လန်ဂျင်စိတကယ်ရှိရတကယ်လဲလုံမယ်ဆိုတော့အိမ်မရှိရင်တော့လက်နဲ့ကင်လန်းစင်ကတာတခုတီသေးတော့အဖြေလို့ကျွန်တော်တို့ထင်ခဲ့ပါတယ်အဲ့ဒါကြောင့်လဲကျွန်တော်တို့အာခုနှစ်ယောက်ရှစ်ယောက်ကျွန်တော်တို့ KIA တဲ့ဟိုဟိုကလေးမျိုးကနေချင်းပြည်နယ်ထိသွားခဲ့ပါတယ်ကျွန်တော်တို့မုံစရံ MS15 အပတ်စဉ်9မှာကျွန်တော်ကြောင်းဆင်းခဲ့ပါတယ် ကျွန်တော်တို့အပတ်စဉ်၅ပါကျွန်တော်တို့တစ်ခွက်လုံးအပတ်စဉ်၅နဲ့ကြောင်းဆင်းခဲ့တာပါကိုပိုင်နံပါတ်6800ဖြစ်ပါတယ်နာမည်ရောဇော်ဇော်ပါပဲဟိုမှာဒီဇော်ဇော်ကကျွန်တော်ရဲ့လာဝကနာမည်ပါပြီးတော့အာကျွန်တော်တို့ဒီတင်းနှန်းယူပြီးရဲဘော်လုပ်တဲ့တနစ်တာကာလအတွင်းမှာကျွန်တော်တို့ဖျက်ဆီးခဲ့ရတဲ့ရစ်စစ်ကြမ်းကြုတ်မှုယုံမှန်မှုတွေကတိတိတော်တော်မဟုတ်ပါဘူးတကယ်ကိုများပြားလွန်လာပါတယ် ဒီစစ်ဆက်ပတ်သက်မှုတွေဟာတကယ်ပဲ KIA လက်အောက်ခံတည်ရင်တည်ရင်ထဲမှာပဲဖြစ်တဲ့ပြဿနာလားဒါမှမဟုတ်မြန်မာနိုင်ငံရဲ့တော်လှန်ရေးစစ်မြေပြင်တစ်ခုလုံးမှာဖြစ်နေတဲ့ပြဿနာလားဆိုတော့ကျွန်တော်တိကျအတိမပြုနိုင်ခဲ့ပါဘူးကျွန်တော်ရဲ့ personal အမြင်နဲ့ကျွန်တော်ရဲ့တကူတော့ဆန္ဒထုတ်ပေါ်ပြီးပြောပြရမယ်ဆိုရင်ပေါ့ဗျာဒီ မြန်မာနိုင်ငံရဲ့တော်လန်ရေးအင်အားစုဆိုတဲ့လက်နက်ကန်အင်အားစုတွေအားလုံးမှာသူတို့ကိုကြိုးမပဘူးဆိုတာဗဇက်ကန်နေပဲပြောလို့ရတာပါမျက်စိမိတ်ပြီးယုံပေးဖို့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မျက်စိနဲ့မြင်တာတွေအများကြီးပါတကယ်လည်းရှိပါတယ်တစ်တိမ်နဲ့တကွာကျွန်တော်တင်ပြပေးနိုင်ပါတယ်ထားလိုက်ပါဒီကိစ္စတွေဒါကျွန်တော်တို့နဲ့မဆိုင်ပါဘူးကျွန်တော်နဲ့ဆိုင်တာအခုကျွန်တော်တို့တောင်းဝန်ထမ်းဆောင်ခဲ့ပြီး ကျွန်တော်တို့လမ်းစဉ်မတူတာရယ်မူဝါဒမတူတာရယ်အာတကယ်ကိုလှုပ်ရှားနေတာရယ်ဒါတွေကိုမြင်ရတဲ့အတွက်ဒါတွေကိုသိရတဲ့ကျွန်တော်တို့လမ်းခွဲခဲ့ပါတယ်ကျွန်တော်တို့တနေ့နဲ့နှစ်လနဲ့လမ်းခွဲတဲ့တချို့ညီလေးတွေနက်နက်ထန်းဆောင်ခဲ့တဲ့တချို့တွေ6လနဲ့သွားလိုက်တယ်ဒါပေမဲ့အလုံးရဲ့ပြဿနာကဘာလဲဆိုဒါပဲဒီမူဝါဒတွေဟာသူတို့ချမှတ်ထားတဲ့မူဝါဒနဲ့လှည့်လျောစီမီမှုရှိဘူးလားရှိလားဆိုတာ ျွန်တော်တို့တုံးတက်လိုက်တဲ့အချိန်မှာကျွန်တော်တို့အယူဖြစ်သွားပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့လမ်းခွဲခဲ့ပါတယ်တော်လန်ยีဖြီယိုအားလုံးကိုခြုံငုံပြီးအချိန်မတန်သေးလို့မပြောရသေးဘူးဆိုတော့အယူဝါဒတွေဒါဟာဂျာကာလာဖြစ်လို့မပြောသင့်သေးပါဘူးလို့ထင်တဲ့စောက်ယူတွေအားလုံးကိုကျွန်တော်ကတော့အခုပြောချင်ပါတယ်ကိုဘာပဲလုပ်လို့ ကိုယ်လုံးတဲ့အရာကြောင့်ဘသူတွေကိုတိခိုက်စီလဲဆိုတာအရင်ဆုံးသုံးသပ်ကြပါကျွန်တော်တို့နေခဲ့တဲ့တက်ရင်မှဆိုရင်ခမားတို့ပို့ခဲ့တဲ့ရေမုံငွေဆိုတဲ့အလူငွေခမားတို့မေးပြီးခေါင်းစဉ်တက်လိုက်မယ်ရေဘော်တွေအတွက်စီအဲ့ဓာတွေကကျွန်တော်တို့လက်ထဲမရောက်ပဲအရာရှိတယောက်တည်းစားသွားလို့ရှိရင်အဲ့မှာကြံခဲ့တဲ့ရေဘော်တွေရဲ့ဆူတောင်းကငါလုံးမသရောင်းစားတွေနာမည်ရဖို့လူကြီးကိုပဲသွားလူနေတယ်ငါလို့ရေဘော်ကိုလူတော့လီးပြင်းမှလား အဲ့လိုဆဲဆိုမှုကို နေ့တိုင်းအဖန်ဖန်ကြားရတွေ့ရမယ်နေရပါအဲ့ဒါဆိုတော့ကိုကိုလို့ကိုလူတန်းလိုက်တဲ့လူငွေရဘသူစီသွားတယ်ဘလို့စီးစင်းတယ်ဘာတွေဖြစ်နေတယ်ဘလို့တွေဖြစ်နေတယ်ဆိုတာခင်ဗျားတို့သုံးသပ်သိရှိရပါမယ်အဲ့လိုခင်ဗျားတို့မသုံးသပ်နိုင်ဘူးဆိုရင်တော့ခင်ဗျားတို့အလူလူတာမဟုတ်ပါဘူးဒါခင်ဗျားတို့လက်ထိုးနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုပဲပြောပြရစီဗျာအားလုံးကိုဒီနေရာမှာနေကုန်နေကုန်ချုပ်ခွင့်ပြုပါကျွန်တော် GI ရဲ့ကျွန်တော်ရဲ့ ဖြတ်တန်းခဲ့တဲ့ဂျာကာလာရဲဘော်ဖြစ်ပြီးမှဖြတ်တန်းခဲ့တဲ့ဂျာကာလာကိုကျွန်တော်အပီဆိုဒ်တစ်ခုလုပ်ပြီးတင်ဖို့ရှိပါတယ်အလုံးစောင့်မျှော်ကြည့်ရှုပေးဖို့မြစ်တရရခံပါတယ်အမှန်တရားမဟုတ်ပါဘူးလို့ကျွန်တော်စကားတွေကအမှန်တရားမဖြစ်နိုင်ပါဘူးလို့ပြောတဲ့ညီကိုတွေရှိရင်လည်းကျွန်တော်ကိုဒါတိုင်းစစ်တွေပြီးအာပြောဆိုလို့ရပါတယ်မေးမြန်းလို့ရပါတယ်ကျွန်တော်ပလီပလာလုပ်ပြီး မင်းမလုပ်ဖို့ပြောနေတာဘာတစ်ခုမှမရှိပါဘူးစောက်ကြောင်းလည်းမရှိပါဘူးပြောတရားကျွန်တော်အမှန်တရားအမှန်တရားမလို့ချပြတာပါခင်ဗျားတို့တကယ်မယုံဘူးဆိုရင်အခုဆိုချိန်နေတရားတော့မလား NUG တော့ညွန်မောင်အစိုးရတွေဖွဲ့နေတယ်ဘာညာဆိုပလာ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  online မှာပလော်ရိုက်နေတယ်ဗျာမိမိစပတ်တော်လိုင်းလေးလောက်တာ6နှစ်ရှိတော့မယ်လီအခုဒီမင်းတို့အစိုးရမဖွဲ့နိုင်သေးဘူးလားမိမိစပတ်လို့ဆိုဆိုအစိုးရပြောနေရလားမင်းတို့ဒီကောင်တွေကန်တော့လူအစ်စ်တဲ့လူငယ်တွေစားတော့အဲ့နေရာမှာ ဒီ NUG မှာဖိုးကြီးတွေအလုံးမလုံးနဲ့လူငယ်တွေကိုနေရာပေးလေဒီအဲ့ဒါမှအလုံးလုံးလို့ရမှာပေါ့မွင့်ဘလို့အလုံးလုံးမှလည်းမင်းတို့စဉ်းစားပါတေချာစဉ်းစားပါခင်ဗျားတို့တကယ်တကယ်တကယ်ကိုပြည်သူနဲ့နိုင်ငံအတွက်အချိုးပြူချင်တာလားကိုချိုးအတွက်လုံနေတာလားဒါမှမဟုတ်ဟိုအာ၃လရောက်ဝမ်းပါရေးအတွက်လုံနေရလားအခုကျွန်တော်တခုအမှန်တိုင်းပြောရရင်ကျွန်တော်တို့လက်ရှိသွားနေတဲ့လက်နက်တော်လန်ရေးလက်နက်ကန်လမ်းစဉ်တော်လန်ရေးလက်နက်ကန်လမ်းစဉ်နဲ့ စစ်တပ်လက်နက်ကင်လမ်းစဉ်ထဲမှာဘာကွာလဲဆိုပြီးကျွန်တော်တီချအတီပြုတ်ပေးနိုင်တဲ့လူရှိရင်ကျွန်တော်ဆက်သွယ်ပြီးအတီပြုတ်ပေးပါအောင်ကျွန်တော်အမြင်မှာတော့စကားစနဲ့ဒီ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 လက်နက်ကင်ကြီးနဲ့တိတ်တော့ဘာမှမကွာဘူးလို့ပဲကျွန်တော်မြင်ပါတယ်။ तू ကစကားစဗမာလိုပဲပြောရင် तू ကတိုင်းရင်းသားလိုပဲပြောတာဒါလောက်ပဲနည်းနည်းကွာတာမေလို့မြို့ဝင်စောက်စီရိုက်တဲ့တပုံတန်နဲ့ဘောဘလားစောက်အရာရှိတွေကစမေလို့နေစမယ်ညင်မယ်မယ်ထောင်းမယ်ထုမယ်မေလို့လှုပ်မယ်ပြမယ်တော့ဘောနော်ကဲနောက်ကျွန်တော်တို့ကျွန်တော်တို့ ဒီကျွန်တော်နေခဲ့တဲ့တက်ရင်ရဲ့တက်ရင်မူစတိုရီတသက်ပြောပြပါမယ်အဲ့ဒီတက်ရင်မူကဘလောက်ထိတော့လှုပ်ဆုပ်ရုပ်ဆုပ်ခဲ့လဲဆိုသူ့အကြောင်းပြောမယ်ဆိုရင်သူကအာ serious zalando တခုလုံးရိုက်ရမှာပါ episode ပေါင်း50နဲ့လာမှာဖြစ်ပါတယ်အလောက်ထိခိုးဆုပ်ရုံမှာလူရဲမရိမှုတွေကျူးလွန်လာတဲ့ဆုပ်မေလိုချက်ကလာဟို အင်းဒီအင်္ဂလိပ်တွေအိန္ဒိယနဲ့အဝိရှော်ဖို့ခေါ်လာတဲ့ဒေါသီတကောင်ကိုဒီကောင်တွေကဒစွတ်ထိုးခေါ်တကားလုပ်ပြီးငါတို့အဖေပါငါတို့အဖေပါဆိုပြီးလှုပ်နေရမင်းမေလို့ငါတို့အဖေမဟုတ်ဘူးမင်းတို့အဖေပဲဟုတ်တယ်မင်းတို့ပဲဖအေးကောင်ငါလို့တွေငါတို့မခေါ်ခိုင်းနဲ့ရှင်းနေတော့နောက် channel နောက်စစ်တွဲတွေကိုကျွန်တော်တို့ episode နဲ့ detail နဲ့အချက်လက်နဲ့ကျွန်တော်တို့တိကျစူးစီးပြီးတင်ပြပါမယ်အလုံးစောင့်မျှော်ပေးပါကျေးဇူးပါပြောသွားတာဂျိုင်းလာပါရင်ခွန်လို့ပေးပါကျွန်တော်တို့တကယ်မြေပြင်မှာတော့က ဖျက်တမ်းခဲ့ရတဲ့ခံစားချက်ကိုနားလဲစီချင်တာပါရိုင်းညင်လို့ရိုင်းတာမဟုတ်ပါဘူးเนาะဒါလေးကိုနားလဲပေးဖို့မြစ်တရက်ခံပါတယ်အားလုံး thank you see you soon ဒါအပြင်ကော်ရကားလူမျိုးတအုပ်ဖြစ်တဲ့စောစောဆိုသူဟာ KIA အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေကအောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့အမျိုးသမီးတွေအပေါ်ဘလိုမျိုးဖိနှိပ်အနိုင်ကျင့်နေတယ်လဲဆိုတဲ့ရုပ်သံဖိုင်ကိုလည်း၎င်းရဲ့ TikTok လူမှုကွန်ရက်ကနေဖော်ပြခဲ့ပါတယ်ရှင် KIA ကိစ္စနဲ့ ပတ်သက်ပြီးမိကုန်းလေးတွေမိကျင်လို့ပါဟုတ်ကဲ့ပါမိပါဗျာနံပါတ်1အချက်ရံမုံငွေကိစ္စရံမုံငွေကိစ္စနဲ့ပြောရမယ်ဆိုရင်တော့သူကဘလို့ရှိလဲဆိုရင်ရံငုံငွေရံမုံငွေစီးစင်းတဲ့ပုံစံတန်းသူတို့မှာပုံစံကွက်ရှိပြီသားမြန်မာနိုင်ငံရဲ့တော်လိုင်းရင်းအားစုတော်တော်များများမှာပြဿနာပါရှိလဲဆိုရင်ကျွန်တော်က KI ရဲဘော်ဖြစ်တယ်ကျွန်တော်ကရံမုံငွေရှာလာတယ်ဆိုရင်30ရာခိုင်နှုန်းတရုံဝင်ပိုင်ပါတယ် အဲ့ဒါဆိုတော့ကျွန်တော်ကို အကူကတိန့်တရာခမားတို့တမအတွက်ခမားတို့တက်ရင်အတွက်ခမားတို့တက်စုအတွက်ဆိုပြီးလူလိုက်လို့ရှိရင်ကျွန်တော်ကဟုတ်ကဲ့ကျွန်တော်တို့တက်စိတ်အတွက်10သိန်းအလူငွေရပါတယ်ဆိုပြီး3သိန်းကော်မရှင်ယူပြီး9သိန်းကိုတက်ရင်မူကအပ်ပေးလိုက်ပါတယ်တက်ရင်မူကလည်း9သိန်းရတော့ပျော်ပြီးအတားလေးအိတ်ကတဲ့ထဲပြီးအောက်ဆင်းပြီးမိမသွားတွေးပါတယ်ရံမုံငွေဇလန်းကတော့ကြည်ရင်မှအဲ့ဒါအမှန်တရားပါဒုတိယတစ်ခုနေနေတာဟိုတစ်ခေါက်တော့ online မှာခရက်ဖြစ်သွားတယ် KNE ဘူကြီးတယောက်ကောင်မလေးတယောက်ကိုဆွဲလာရန်ကလုပ်လိုက်တဲ့ကိစ္စ။သူက sexual harassment ပြမှုမြောက်တယ်လို့ပြောရမှာပေါ့။သူကဖင်ကိုင်နုကိုင်ရင်ကိုင်နန်းတာဆွဲလာလုပ်တာဆိုတော့သူကဘလို့ဖြစ်သွားလဲဆိုရဲဘော်တယောက်ရဲ့မိန်းမပါအားဒါ။သူယောက်ျားရဲဘော်ကအရှိတန်းစစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေရ6လလောက်ရှိပါပြီ။တယင်းမူကတတ်မှကြံခဲ့တဲ့မိန်းမကိုအားရင်အားသလိုအယုံလိုက်ရင်လာသလိုတွားလိုက်နှိုက်လိုက် ိုးလိုက်ထဲလိုက်လုံနေတဲ့ပြဿနာရှိနေတာတရစ်ကြတော့မိမကမထူးပါဘူးဒီဖိုးကြီးကိုဗီဒီယိုခိုးရိုက်ပြီးငါလည်းလှုပ်ဆုပ်လိုက်မယ်ဆိုပြီးဘိုးတော်အပြင်မှာလာတာကိုအထဲကဝါထည့်ရန်ကကျဲတော့လမ်းမြင်ပြီးဗီဒီယိုလေးထောင်ထားလိုက်တော့ဘိုးတော်ကဗီဒီယိုလေးထောင်ထားလိုက်တော့ဘိုးတော်ကမတိလိုက်ဘူးတခါတည်းသွားပြီးလာပါအောင်ဟဲ့နှစ်လက်ကအေးလိုက်တာဘာညာဆိုဖင်နေပါတယ်ကောက်ကင်ကစ်စင်နေလမ်းဆွဲလှုပ်တော့ဗီဒီယိုက တပတ်နောက်မှာကံရကံရှင်အမျိုးသမီးဖြစ်တဲ့ sexual harassment လုပ်ခံရတဲ့ main ကလေးကလူမှုအဖွဲ့အစည်းအတီးတီးကိုဗီဒီယိုပို့ပြီးတိုင်ကြားပါတယ်ဒီဇလန် KIA ဌာနချုပ်တီရောက်ပြီး KIA ကထိထိရောက်ရောက်ဘာမှမလုပ်ပေးပဲဝူတူတူနဲ့ပြီးသွားတဲ့ဇလန်လေးတော့ဖြစ်သွားတယ်ဗျာ အဲ့ဒါတွေကအများကြီးရှိပါတယ်ခဏခဏဖြစ်ပါတယ်အရာချီမိမအောင်ရဲဘော်ကလှုပ်လိုက်တာရဲဘော်မိမအောင်အရာချီကလှုပ်လိုက်တာဒါကတော့ KIA မှာကျွန်တော်တို့မြစ်ချိုးမူကောက်စားတဲ့အာဟင်တနက်လူလွယ်လွယ်ကူကူနဲ့ယူယူရှင်းရှင်းလေးပဲဖြတ်သန်းနေကြတာကြာပါပြီအလိုပဲနောက်ဆက်တွဲလဲကြားရဖို့ရှိပါတယ်ကြားရအောင်ပါဘာလို့လဲဆိုတော့ KIA ကတိတိယောက်ယောက်ဘာမှအရေးမယူနိုင်လို့ပါဒီမြစ်ချနာဘ KIA က PDF နေပါလီခရခါရီအတွက် ဟိုဘောเนาะဒီရဲ့ဘာသာခြားလူတွေအတွက်ရှိတဲ့အာ KI အဖွဲ့ရဲ့ဥတီချက်ကပါတယ်သူတို့ရဲ့မူဝါဒကဂဂနနာ ပြောရမယ်ဆိုရင်သူတို့မှာဘာမူဝါဒမှမရှိပါဘူးသူတို့ကရောက်တဲ့အရက်နဲ့နေနေနဲ့အချိန်နေနဲ့ရနေတဲ့အခွင့်အရေးနဲ့ဂျင်းနဲ့နေပြီးအလောက်ဆိုလုံလောက်တယ်ဖြစ်နေတဲ့အချိန်ဒီတစ်ခုကိုဖျက်ဆီးနေရတာပါဂေါရခါတွေကိုဆိုရင် သူတို့က ဂေါရခာမပြောနဲ့ဗျာဂေါရခာရုပ်ပေါက်တဲ့မု슬င်ဟိန္ဒူဘာညာဇပိဘာပဲနေနေဂေါရခာရုပ်ပေါက်ရင်သူတို့ကတခါတည်းကောက်ထည့်ပြီးဂေါရခာတက်တယ်ထည့်ပြီးလိုက်တာသူကသူ PDF လုပ်ဖို့လာလားဘာလုပ်ဖို့လာလားဂေါရခာတက်တဲ့ရောက်ရင်မြရဲဘော်ပဲလုံလို့ရမယ်မင်းတို့မြင်မိဆက်ပဲ PDF လာဘာ PDF လဲဆိုရင်သူတို့နရင်ရောက်ဖြဲချောက်ဟိုလှုပ်ချင်တာတွေလှုပ်ပြီးတခါတည်း A permanent စက်သားအမြဲတမ်းအတွက်စက်သားဆိုပြီးလှုပ်ပြီးလိုက်ပါတယ်အဲ့လိုလေးတွေတော့အများကြီးရှိတယ် ခဏခဏလည်းတွေးရအောင်မှာအလိုအရာရှိတွေစောက်သုံးမကြလို့ရဲဘော်တွေခေါင်းဖြတ်တက်ခင်ရတာတို့စစ်ကြောင်းလာတာတီတီနဲ့အရာရှိကရဲဘော်တွေကိုပဲထိုးကြွေးပြီးရှောင်သွားတာတို့ဒါတွေကပြည်အိမ်မှာခဏခဏဖြစ်နေတဲ့ဇလန်းတွေပါဒါတွေကနှောက်လဲချီအောင်မှာပါနောက်ဆုံးဒီတစ်ခေါက် online မှာတက်လာတဲ့ဗမော်တက်သိမ်းလိုက်တယ်ဆိုရဲကိစ္စဘမောတက်သိမ်းလိုက်တဲ့ကိစ္စမှာဘာလို့အလောက်ကြာပြီးဘာလို့ခီးမပေါက်ဘူးဖြစ်သွားရလဲဆိုတော့ ခြီးခွေပန်ဝါကဇက်ကောင်ဖြစ်သွားတာပါအဓိကဒီဒီဒီဗမော်သိန်းတဲ့ကိစ္စမှာခြီးခွေပန်ဝါရသွားတော့အရာရှိတွေနဲ့ပိုင်ယာဆိုင်ယာလူကြီးဆိုတဲ့လူတွေအကုန်လုံးကခြီးခေခြီးခွေပန်ဝါမှာမီရှာတတ်ထူတူဖို့ဘူးပဲရောက်နေကြတယ်လိုင်ဇာကဆေးရုံကိုတယောက်လောက်စစ်ဆေးခွင့်ရမယ်ဆိုသွားစစ်ကြည့်လိုက်ပါဆရာဝန်ကြီးတွေအားလုံးခြီးခွေပန်ဝါရောက်နေတာတစ်နှစ်လောက်ရှိပြီဘာလို့လဲယူရီနီယံတူးနေတယ်မအားဘူးဆေးကူဖို့မအားသေးဘူး အဓိကတော့ချီခွေပန်ဝါရဲ့မြေရှားတထုကဗမော်တိန်စီရေကိုအနောက်ရှေ့အဟန်တာဖြစ်စေတယ်လို့ပြောရင် ပိုပြီးမှန်မယ်ထင်တယ်ဟုတ်တယ်မိဘများရဲ့အဖေများအတွက်ကျေးဇူးများကြီးတင်ပါတယ်